စစ်ကောင်စီနဲ့ရုရှားတို့ကြားသဘောတူညီချက်အရတနင်္လာနေ့တိုင်းကဒဝဲအထူးစည်းဝေးရေးဆောင်စီမံကိန်းဟာတောင်ပိုင်းကတော်လိုင်းရဲ့အဖွဲ့တွေပေါ်တက်ရောက်လာနိုင်တယ်လို့လေလာသူတွေကသုံးသပ်ကြပါတယ်။စစ်ကောင်စီမုံချုံမကြီးမေအောင်လိုင်းရဲ့ရုရှားခီးစဉ်အတွင်းနိုင်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက်စည်းဝေးရေးနိုင်ငံရေးလူမှုရေးကာကွယ်ရေးကဏ္ဍတွေအားလုံးမြင့်တင်သွားမယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီအတွက်အကျိုးတူကဏ္ဍဆောင်သဘောတူလက်မှတ်၁၀ခုရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ မဟာပြူဟာကျတဲ့ပင်လယ်ထွက်ပေါက်ဖြစ်ဒဝဲအထူးစီးပွားရေးဆောင်ကိုအစင်မြင့်တင်နိုင်ရေးရုရှားနိုင်ငံနဲ့ပူးပေါင်းမှုကိုခြေလှမ်းတက်စတင်နိုင်ခဲ့တဲ့အတွက်အားရတယ်လို့မတ်9ရက်နေ့ကမော်စကိုမြို့မှာပြုလုပ်တဲ့မြန်မာရုရှားစီးပွားရေးဖိုရမ်မှာစကောင်းဆောင်ကပြောပါတယ်ဖိုရမ်ရဲ့ရလဒ်တစ်ခုအနေနဲ့နှစ်နိုင်ငံကြားရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးနဲ့အကာအကွယ်ပေးရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးနိုင်ရေးအတွက်သက်ဆိုင်ရာဌာနတွေရဲ့ညှိနှိုင်းဆွေးနွေးခြင်းကြောင့်မကြခင်ရေးထိုးနိုင်မယ်လို့ဆိုပါတယ်ဒါဟာမြန်မာနိုင်ငံအတွင်းရုရှားရဲ့မဟာဗျူဟာကျတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုအကာအကွယ်ပေးနိုင်ရေး public လုံခြုံရေးဥပဒေကိုအသုံးချကာကော်မတီအမိခံတဲ့ကျေးဇာတက်ဖွဲ့တွေပြည်တွင်းထဲဝင်ရောက်လာနိုင်တယ်လို့တုံ့တက်မှုတွေရှိနေတာပါတောင်ပိုင်းခြေဆိုင်ရမ်မြတ်စစ်ကြောင်းပြောဆိုဝင်ရှိသူဒေါက်တာသီရီမွန်ချန်းကရုရှားရဲ့ဝါဂနာကျေးဇာတက်တွေလုံခြုံရေးဝန်ထမ်းဖြစ်ပြည်တွင်းထဲဝင်လာရင်စစ်ကောင်စီကိုစစ်ရေးကူညီတွေပေးလာနိုင်တယ်လို့ပြောပါတယ်အဲ့လိုမျိုးဝင်ရောက်လာပါကတည်သက်အတွင်းတော်လှန်ရေးအဖွဲ့များအပေါ်ဟိုတည့်ရမှုတွေအများအပြားဟိုရှိလာနိုင်ပါတယ်ပေါ်လိကလုံခြုံရေးဝန်ထမ်းအဖြစ် ဝင်လာတဲ့ရုရှားကြီးစားတပ်တွေကရုရှားယင်းနီမြုပ်နှံမှုစီးပွားရေးလုပ်ငန်းများရဲ့လုံခြုံရေးကိုအ धिक အကာအကွယ်ပေးဖို့ဆိုပေမဲ့လည်းစီးပွားရေးစုံနဲ့ဆက်ဆက်နေတဲ့ဒေသတွေဖြစ်ကြတဲ့တနင်္သာရီနဲ့မွန်ပြည်ဟိုဒေသတစ်ခုလုံးရဲ့လုံခြုံရေးဒီဒေသအတွေတော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ခိုက်တိမ့်ပိုက်မှုအောက်မရောက်ရှိရတဲ့ ဆက်ကဆက်တက်တွေနဲ့တည်င်းဖလေမှုတွေတည်င်းထောက်လန်းမှုတွေဟိုစီရေးရအကူကြီးပေးမှုတွေလဲဟိုရှိလာနိုင်မှာပါတောင်ပိုင်းဒေသဖြစ်တဲ့မွန်ကင်းတနင်္သာရီတို့ဟာတိုင်းဒါလနဲ့ကင်တော်လန်ရေးအဖွဲ့အစည်းတွေနဲ့ဒေသတွေနဲ့နဲ့ကင်တော်လန်ရေးအဖွဲ့တွေလှုပ်ရှားမှုအားကောင်းတဲ့ဒေသဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီဒေသတွေမှာစစ်ကောင်စီရဲ့တက်စကန်ဌာနချုပ်တွေအပါအဝင်နယ်မြေစိုးမိုးမှုတွေကိုတော့ရော့ကျလာအောင်ဒီကနေ့ထိစီးအရာအချင်းချောက်တိုက်ခိုက်လာနိုင်စွမ်းမရှိသေးပါဘူး ဒဝဲအထူးစည်းဝါးရေးဆောင်မှာစိတ်ကန်းတဲ့ရေနံကျက်ဆက်ယုံတိဆောက်ခြင်းပါဝင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်စာတမ်းကိုကုကိုစစ်ကောက်စီနဲ့ရုရှားတို့ပြီးခဲ့တဲ့ဖေဖော်ဝါရီ23ရက်နေ့ကရန်ကုန်မှာသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါဒီမတိုင်ရင်ဖေဖော်ဝါရီ18ရက်နေ့မှာစစ်ကောက်စီကနိုင်ငံခြားကုမ္ပဏီတွေရောပြည်တွင်းကုမ္ပဏီတွေပါလိုအပ်ရင်လက်နက်ကင်ဆောင်နိုင်တဲ့ public ကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေကိုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်ဥပဒေအရ public ကလုံခြုံရေးဝန်ဆောင်မှုကိုနိုင်ငံရဲ့လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းနိုင်ဖို့ရည်ရွယ်ထားတာကြောင့် လုပ်ငန်းစဉ်အတွင်းနိုင်ငံလုံးကြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေတဲ့သတင်းရရင်အနည်းမှရှိတဲ့ရဲစခန်းကိုသတင်းပေးပို့ရမှာပါ။ဒါအပြင်နိုင်ငံခြားကုမ္ပဏီဖြစ်ရင်လုံခြုံရေးဝန်ထမ်းခန့်ထားရမှာမြန်မာနိုင်ငံသားအနည်းဆုံး85ရာခိုင်နှုန်းပါဝင်ရမယ်လို့ပြဋ္ဌာန်းထားပေမဲ့အရေးအတွက်ကိုတော့တတ်မှတ်ခန့်တတ်ထားတာမတွေ့ရပါဘူး။ဒီအတွက်ကြောင့်ပြည်တွင်းမှာရှိတဲ့စစ်ကောင်စီတပ်သားဟောင်းတွေပြည်သူစစ်တွေလည်းပါဝင်လာနိုင်တယ်လို့နိုင်ငံခြားစစ်သားတွေလည်းပုပ်ပလိကလုံခြုံရေးဝန်ထမ်းတွေအဖြစ်ဝင်လာရင်ဖွဲ့စည်းပုံခြေခံဥပဒေကိုချိုးဖောက်ရရောက်တယ်လို့လိလာသူတွေကထောက်ပြပါဗျ စစ်ကောင်စီနေနဲ့ရှစ်တောင်အရှာမှာရေးကြီးတဲ့စီးပွားရေးရာအခြေခံကောင်းမွန်လာမယ်။ဒဝယ်ရေနဲ့စိတ်ကမ်းပြင်130မဂါဝက်အားရှိတဲ့နျူကလ িয়ার ဓာတ်ပိစက်ရုံကိုလည်းရုရှားကူညီနဲ့မြန်မာနိုင်ငံမှာတည်ဆောက်သွားဖို့သဘောတူထားတာပါ။မြန်မာရေးလေးလာတုံတက်သူဦးကြည်မြင့်ကလက်ရှိအခြေအနေမှာနျူကလ িয়ার စက်ရုံတည်ဆောက်ဖို့မဖြစ်နိုင်သလိုဒဝယ်ရေနဲ့စိတ်ကမ်းကိုအကြောင်းပြပြီးရုရှားစစ်တပ်ကိုခေါ်လာမယ်ဆိုရင်တရုတ်ကကြည့်နေမှာမဟုတ်ဘူးလို့သုံးသပ်ပါတယ်။သူမေးကြည့်တော့မကြအောင် လုပ်မရလားယူကလီးယားဆောက်ဖို့ဆိုတာစိတ်ကူးရင်အဖြစ်မယ် ရှိမှာပါတပွဲစိတ်ကနဲ့ပတ်သက်တဲ့ဥစ္စာကတော့နှင်း90တောင်းနှင်း90တောင်းစာချုပ်ချုပ်ပေးမလို့နှင်း90တောင်းအဲ့လိုကြားလာတယ်ဟုတ်မှုတော့မသိသေးဘူးလေကွန်ဖာမသိသေးဘူးတင်ရောက်တော့မှပဲ130တဲ့ချုပ်တာလေဒီကြောက်ပြူတို့ပါတို့သူကရက်စကန်တီထောက်မယ်ဆိုလို့ရှိနော်အရှိတောင်ရှာမှာသူရဲ့ပါဝါကိုဖြတ်ကျင်တာပေါ့တရုတ်ကဘယ်လန်ဆော့ပါဝါလုပ်တာပေါ့အဲ့တော့တရုတ်ကလည်းပဲအဲ့လိုရွာလုံးရွတ်တိုက်ပြီးတော့အင်အားကြီးနိုင်ငံတခုကိုခေါ်လာတဲ့ဆိုရင်တရုတ်ကလည်းသူ့ပညာပေးမှာပါ ဒီတိုင်းတော့ကြည့်နေမှာမဖြစ်ဘူးလေနျူကလ িয়ার တာဘေးဆဲဝင်တဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကဘယ်နေရာမှာတိစောက်သွားမယ်ဆိုတာနှစ်နိုင်ငံအတိအပြေပြောထားတာမရှိတယ်လို့ဒဝဲရင်းနဲ့စေကန်းနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်ထုတ်ပြန်ထားတာမရှိပါဘူးဒဝဲရင်းနဲ့စေကန်းဟာနိုင်ငံမြေပုံရဲ့အောက်ပိုင်းမှာရှိတဲ့အတွက်အဲဒီကနေဆက်ဆက်တဲ့မလက္ခဏာရေလက်ကြားဟာတောင်တရုတ်ပြည်နယ်နဲ့အိန္ဒိယသမုဒ္ဒရာနှစ်ခုဆက်ထားပြီးတာဖြစ်လို့ရေးပါကြောင်းစစ်ကောင်စီကဆိုပါတယ် မြန်မာနိုင်ငံနဲ့ဆက်ဆက်နေတဲ့တရုတ်အိန္ဒိယနယ်လူရေများတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကိုရုရှားရဲ့ထုတ်ကုန်တွေပေါ်ဈေးကွက်ရှာဖို့မုတ်ချအကျိုးရှိလိမ့်မယ်လို့ forum မှာစစ်ကောင်းဆောင်ကရုရှားစီးပွားရေးလုပ်ငန်းရှင်တွေကိုစီရင်ထားတာပါဒါကြောင့်ရုရှားရဲ့ကြွယ်ဝမှုနဲ့ဤပညာတွေကိုအာရှဒေသမှာလာရောက်ဖြန့်ကျက်ဆောင်ရွက်စီလိုတဲ့အတွက်မြန်မာနိုင်ငံမှာစီးပွားရေးဆိုင်ရာနယ်ပယ်ပေါင်းစုံလာရောက်ရင်းနှီးမြှုပ်နှံဖို့ကိုလည်းဖိတ်ခေါ်ထားတာဖြစ်ပါတယ်။